တောင်တုံလယ်သမားပါတီရဲ့မြေသိမ်းစီမှုတွေကိုတစ်ဖက်သက်ရေးသားခဲ့တယ်ဆိုတဲ့ဆိုဆွဲချက်နဲ့တောင်ကူမြို့ကအလဲပဲနေကန်သတင်းတောက်ကိုတောင်တုံလယ်သမားပါတီကဖေဖော်ဝါရီလ10ရက်နေ့မှာကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ဒေါက်ခင်မင်းစော်ကသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ဖေဖော်ဝါရီလ10ရက်နေ့နေ့လည်လောက်ကစပြီး11 media ရဲ့နေကင်သတင်းတောက်ကိုစော်ဝင်းချစ်ကိုကန့်ကွက်ပွဲနဲ့အတူ တို့ပါတီကိုထောက်ခံဆန္ဒဖော်ထုတ်ပွဲပူတွဲပြုလုပ်ခဲ့ပါတယ်။ဓမ္မချက်ကတောင်မပါတီလူမရှိတော့သဘောကဟော်ထားတဲ့အတွက်ကျွန်တော်ကတောင်မပါတီကိုထောက်ခံပါ ਈ လို့ပြန်ပြီးတော့ဟော်ပေးရ။ဟမ်အဲ့ဒါတစ်ချက်။နောက်တစ်ချက်ကဒီခုနကပတ်သက်ဟော်ပြရည်တဲ့ဒင်းသမားအဲ့ဒါကိုကျွန်တော်တို့ကစန့်ကျင်တာအဲ့ဒါပေါ့အဲ့အဲ့မချက်နဲ့ ဆန္ဒပါအခုဆန္ဒဖော်ထုတ်ပွဲကိုတရားဝင်ခွင့်ပြုချက်နဲ့ပြုလုပ်တာဖြစ်ပြီးတောင်ငွေနဲ့ငကမောက်ကျေးရကလေဟံမြေတင်းစီခံရတဲ့သတင်းတွေကိုရေးသားရမှာတစ်ဖက်သက်ရေးသားတယ်ဆိုတဲ့ဆွတ်ဆဲချက်နဲ့11 media ရဲ့ဒေတာကန်သတင်းတောက်ကိုပါတီအနေနဲ့စတင်ကန့်ကွက်ခဲ့ကြတာပါကျွန်တော်သိတာတခုကကျွန်တော်ဒီတောင်မှာဟိုတောင်မှာဖြစ်ပြနေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့အခြေအနေအမှန်တွေကိုသတင်းဖြစ်ကျွန်တော် ဟိုရေးသားတာပဲရှိတယ်ဘသူကိုဘဝကိုမှထိခိုက်အောင်နင့်နာအောင်လှောက်ဆောင်ပြီးတော့ရေးခဲ့တာမရှိဘူးကျွန်တော်အနေနဲ့တောင်မှာမြေယာကိစ္စဆိုတဲ့မြေယာကိစ္စကုမ္ပဏီနဲ့မြေယာအငင်းမွားဆိုတဲ့ငင်းမွားဆန္ဒထုတ်ပေါ်ရဲဆိုတဲ့ထုတ်ပေါ်ရဲကိစ္စအဲ့ဒီကိစ္စတွေအားလုံးကိုပဲဖြည့်ရအရှင်နေမှန်ကိုဟိုကျွန်တော်ဥပဒေနဲ့အညီအမှန်တမ်းပေါ်ထုတ်ရေးသားတာပဲရှိတဲ့အတွက်သူတို့ဆန္ဒထုတ်ပေါ်တာကို သူတို့ကတော့ဘာမကြည့်နိုင်လို့ထုတ်ပေါ်တယ်လို့သူကျွန်တော်အနေနဲ့တော့ဘာမှထေသူပြောစရာမရှိဘူးအဲ့ဒီစနာခေါ်ထုတ်ပွဲကိုတောင်ငူမျိုးအနောက်ဖက်မဟုတ်ကစတဲ့ပြီးဘုံမှုဖို့ကူလန်းကန်တော်လန်းဖျားလန်းကန်လန်းကုန်တဲကြီးလန်းကနေတတင်းဘုံမှုဖို့ကွန်လန်းအတန်းအရှိပဲမဟုတ်နားမှာရှိတဲ့မင်းကြီးညိုရုပ်ထုထီလက်လျှောက်ခြေတက်ခဲ့ကြပါတယ်လေးရနေ့မှာကျွန်တော်တင်းသားရှင်းလို့တယ်ငါးရနေ့မှာဘုဘကဆန္ဒဖော်ထုတ်တယ်ဟုတ်လားဒီရနေ့ပေါ်လဲတူတက်တယ်ငါးရနေ့လဲတူသွားတဲ့တည်းကြီး ဲ့တော့နှစ်ဖက်မပေါ်ပြပဲနဲ့ဟဲ့လား၅ရင်းနေစနားပေါ်တော့ဒီနှစ်ဖက်တည်းကိုပဲပေါ်ပြတယ်နောက်တခါကျွန်တော်တို့ခမငွေပေးရဖို့ကိုစက်ပြရနေမှာလို့စက်ပြရနေမှာကျွန်တော်အခမ်းအနားနဲ့တော့ငွေတွေပေးတယ်ငွေတွေဆုံးလို့ပါပြီဆိုကွန်ပျူတာဟိုင်းနေအဲ့ဒီပွားကြီးကိုလောက်ပါရင်းနဲ့အဲ့ဒီတင်းကိုတိပါရင်းနဲ့ဒီဘက်စနေရနေ့ကပ်ပြီးဆန္ဒပေါ်ထုတ်တာကြတော့အဲ့ဒါကိုဝေဝေဆက်ဆက်စနေရနေ့တင်းကိုပေါ်ပြတယ် ဖေဖော်ဝါရီလသမ်းပိုင်းကလည်းလက်ကပေါက်ကြီးရကလျံမြေတိတ်ဆိတ်ခံထားရပြီးတရားရင်ဆိုင်နေရတဲ့တောင်သူတွေကတောင်သူလယ်သမားပါတီနဲ့ကောင်းမြတ်အောင်ကုမ္ပဏီတို့ကိုအလိုမရှိကြောင်းဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ဒီမှာခင်မင်းဆိုပါရှင်။